ရုရှားနိုင်ငံဘီလာရုနိုင်ငံဒီမြန်မာနိုင်ငံဘက်ကရခိုင်နဲ့လည်းယက်တီခဲ့တယ်နိုင်ငံတကာမျက်နှာမှာခုလက်ဆက်လက်ယက်တီသွားမယ်ဆိုတဲ့ခိုင်ခိုင်မာမာအာမခံချက်ရခဲ့တယ်ဒီကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီဇင်ဘာလအစောဆုံးဒီဒီဇင်ဘာလနောက်ဆုံးပတ်နောက်ကြဆုံးဒီဇန်နဝါရီလအဲကျွန်တော်တို့ဒါဒုတိယပတ်လောက်မှာဖြစ်မယ်ဒီကပြည်သူတွေအတင်းနဲ့ဝမ်းသာစရာကကျွန်တော်တို့ဒီဒီအဲပြည်သူတွေလှလာတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလွဲမတွေ့ပြန်သွားမယ် ရွေးကောက်ပွဲကိုရုရှားနှင့်ဘီလာရုတို့ထောက်ခံကြောင်းဗိုလ်ချုပ်စော်မင်းထွန်းပြောရုရှားနိုင်ငံနှင့်ဘီလာရုနိုင်ငံတို့ကစစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲကိုထဲထဲဝင်ဝင်ထောက်ခံအားပေးသည့်အပြင်လေလာဆောင်ကြည့်ရေးအဖွဲ့များဆေလွတ်ပေးမည်ဖြစ်ကြောင်းစစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောသည် မြန်မာနိုင်ငံတွင်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအား2025ဒီဇင်ဘာလနောက်ဆုံးပတ်သို့နောက်ကျဆုံး2026ဇန်နဝါရီဒုတိယပတ်၌ပြုလုပ်သွားမည်ဟုလည်းဆိုထားသည်ဗိုလ်ချုပ်စော်မင်းထွန်းကကျွန်တော်တို့ဟာပြည်သူတွေလိုလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလွဲမသွေဆောင်ရွက်ပေးမယ်ဒါသည် အောင်မြင်ခဲ့တဲ့နိုင်ငံရေးနဲ့ပတ်သက်တာဖြစ်ပါတယ်ဟုပြောသည်ထို့ပြင်ရုရှားနဲ့ဘီလာရုစ်တို့သည်ယခင်ကပင်နိုင်ငံတကာမျက်နှာစာ၌မြန်မာနိုင်ငံဘက်မှယက်တီခဲ့ပြီးရင်းနှီးနိုင်ငံသည်ယခုလည်းဆက်လက်ယက်တီသွားမည်ဆိုသောခိုင်ခိုင်မာမာအာမခံချက်ရရှိခဲ့သည်ဟုငင်းကဆိုသည်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရုရှားခီးစဉ်တွင်မြန်မာနိုင်ငံ၏အကြီးကအရေးပါသည့်စီးပွားရေးဆောင်ရင်းနှီးစိတ်ကမ်းကြီးတုံးခုအတွက်မူရီးထိုးနိုင်ခဲ့ကြောင်းပြည်သူများမျှော်မှန်းနေသောပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ရန် တိုင်းပြည်တစ်ပြည်လုံးပိုပြီးဖွံ့ဖြိုးတိုးတက်လာနိုင်ရန်အတွက်အလားအလာကောင်းများအားဆောင်ကျဉ်းနိုင်ခဲ့သည့်ခီးစဉ်ဖြစ်ကြောင်းကင်းကပြောသည်နောက်ရရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံကိုဒီလ3ရက်နေ့ရနေပြီးဒီနေ့ထိပေါ့လေတပတ်ကြာခီးသွားခဲ့ပါတယ်အဲတပတ်ကြာခီးသွားခဲ့တဲ့နေရာမှာကျွန်တော်တို့အနေနဲ့ကဒီသတင်းတွေကိုလည်းအချိန်မှန်ထွက်လုပ်ခဲ့တဲ့အတွက်အားလုံးလည်းမီဒီယာလည်းသိပြီးဖြတ်မှာပါဗားတွေလောက်ခဲ့တယ်ဗားတွေဆောင်ရွက်ခဲ့ဆိုတာသိပြီးဖြတ်မယ်ဒါတွေကိုကျွန်တော်အကျယ်ချဲ့ပြီးပြောကျွန်တော်အဓိကတော့ အဲနိုင်ငံအတွက်ဘာအကျိုးမြတ်ရှိခဲ့လဲဒါပဲပြောချင်တယ်ဗောနိုင်ငံအတွက်အကျိုးမြတ်ဘာရှိခဲ့လဲဆိုတာကဏ္ဍဒီနေ့ကျွန်တော်ခွဲပြောနံပါတ်1ကတော့နိုင်ငံရေးစီးပွားရေးလူမှုရေးပေါ့နော်ဒီကဏ္ဍသုံးရနဲ့ခွဲပြောပြမယ်နိုင်ငံရေးနိုင်ငံရေးနဲ့ပတ်သက်ပြောကြအဲကျွန်တော်တို့အနေနဲ့ဒါအပြည်ပြည်ဆိုင်ရာဆက်ဆံရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့အာမခံချက်ရခဲ့တာကရုရှားနိုင်ငံဘီလာရုနိုင်ငံဒီမြန်မာနိုင်ငံဘက်ကရခိုင်ကလည်းယက်တည်ခဲ့တယ်နိုင်ငံတကာမျက်နှာမှာခုလက်ဆက်လက်ယက်တည်သွားမယ်ဆိုတဲ့ခိုင်ခိုင်မာမာအာမခံချက်ရခဲ့တယ်နံပါတ်2အချက်ကကျွန်တော်တို့မြန်မာနိုင်ငံမှာအားလုံးသိပြီးသားပဲ ရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီဇင်ဘာလအစောဆုံးဒီဒီဇင်ဘာလနောက်ဆုံးပတ်နောက်ကြဆုံးဒီဇန်နဝါရီလအဲကျွန်တော်တို့ဒါဒုတိယပတ်လောက်မှာဖြစ်မယ်ဖြစ်မှာဖြစ်တော့ကြအဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံအပြင်ဂျန်နဲ့ဒါနိုင်ငံတကာထောက်ခံနေတာလဲလှုပ်ဆောင်ပေးဖို့လဲမြင်တာပြတယ်ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံတို့ဒါထက်တဲ့ဒီဝင်ရောက်ထောက်ခံပေးမယ်ဒါအပြင်ဒီလေလာစောင့်ကြည့်ရေးအခွင့်အရေးလွတ်မယ်ဆိုတော့ ခံယူချက်မျိုးရပါလားဒီတော့ပြည်သူတွေအနေနဲ့ဝမ်းသာစရာကကျွန်တော်တို့ဒီဒီအဲပြည်သူတွေလူလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလွဲမသွေပြန်သွားမယ်မလွဲမသွေဆောင်ရွက်ပေးမယ်အဒါဒီကျွန်တော်တို့အောင်မြင်ခဲ့တဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာပဲဖြစ်ပါနောက်စီးပွားရေးကဏ္ဍစီးပွားရေးကဏ္ဍနဲ့ပတ်သက်လာလို့ရှိရင်ရုရှားနိုင်ငံရောဘီလာရုနိုင်ငံရောဒီသူဒီကျွန်တော်တို့အထက်ပေါ့နော်အဲတချို့နေရာတဒီနိပညာတွေမြင်မာတဲ့ဟာတွေရှိတယ်အဲကောက်မီကျွန်တော်တို့နိုင်ငံဒီဟိုခဏတော့ကျွန်တော်တို့ဒီအတိုင်းပဲ စိုက်ပျိုးရေးမွေးမြူရေးကိုအခြေခံပြီးမှဒါစိုက်ပျိုးရေးမွေးမြူအခြေခံတဲ့စက်မှုစီးပွားကိုသွားမဲ့နိုင်ငံဆိုပြီးကျွန်တော်တို့သတ်မှတ်ထားတယ်အဲဒီမျိုးလုံနိုင်ဖို့လည်းကျွန်တော်တို့မှာအခွင့်အလမ်းကောင်းတွေရှိတယ်ဒါတွေကိုသွားနိုင်ဖို့အတွက်ဒါဆိုရင်ကျွန်တော်တို့ဘောနော်ဒီရုရှားနိုင်ငံလိုနိုင်ငံမျိုးတဲ့ကျွန်တော်တို့မပြောသေးဘီလာရုလိုနိုင်ငံမျိုးဘီလာရုလိုနိုင်ငံမျိုးမှာသူသည်မြန်မာသူရဲ့လူရဲ့မြန်မာနိုင်ငံရဲ့အကျယ်ဝန်းထဲဘီလာရုနိုင်ငံသည်သုံးပုံတစ်ပုံလောက်ပဲကျယ်ဝန်းတယ်ကုန်သွင်းပိတ်နိုင်ငံဖြစ်တယ် ဒါအပြင်ဘီလာရုနိုင်ငံသည်သူသည်လူဦးရေပေါ့နော်အများဆုံးကကိုတက်သမားပန်းပဲရှိတာတနိုင်ငံလုံးမှာကိုတက်သမားသမားသို့တော်သူရဲ့ GDP ပေါ့နော်စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းကနေရရှိခဲ့တဲ့ GDP သည်6ဘီလီယံဒီပါရှိတယ်အဲဒီမှာကြည့်လိုက်တဲ့အခါမှာသူသည်ဘာလို့ဆိုတော့ကြ Layer စိုက်ပျိုးမှု area ပေါ့နော်မြန်မာနိုင်ငံထက်တော့နည်းတယ် Layer စိုက်ပျိုးမှု area စိုက်ပျိုးနိုင်တဲ့ area နည်းတယ်ဒါအပြင်ကန့်သတ်ချက်တွေရှိပါတယ်အခုချိန်မှာဆိုရင်ဒါဘီလာရုနိုင်ငံရဲ့ ရာသီဥတုပေါ့လေကျွန်တော်ရောက်သွားတဲ့အချိန်မှာရာသီဥတုနည်းနည်းตายရတယ်ရာသီဥတုနည်းနည်းตายရတာတောင်မှပဲဒီလာရုနိုင်ငံရဲ့ရာသီဥတုကကျွန်တော်ညာဘက်မှာဆိုရင်ကျွန်တော်အနှုတ်3ဒီဂရီ4ဒီဂရီလောက်ရှိတယ်ဒါတချို့နေရာတွေမှာလည်းဒီအမေရန်အေးနေတဲ့နိုင်ငံပေါ့လေစိုက်ပျိုးဖို့အတွက်မြေကန့်တတ်ချက်ရှိတယ်စိုက်ပျိုးဖို့အတွက်ရာသီဥတုကန့်တတ်ချက်ဒလိုမျိုးပေါ့နော်နိုင်ငံမျိုးတောင်မှဖြစ်သွင်းနိုင်ကျွန်တော်တို့လိုဒီမြရာသီဥတုကောင်းမွန်တဲ့နိုင်ငံတွေမဖြစ်ထွန်းစရာအကြောင်းမရှိဘူးလိုအပ်နေတာကျွန်တော်တို့ဒီခင်မြေစိုက်ပျိုးမှုမျိုးစနစ်ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ ဒါသဘောတူစာချုပ်တွေချုပ်ခဲ့တာရှိတယ်။ခင်ဗျားစိုက်ပျိုးမှုရဲ့စနစ်ဆိုတာလည်းလိုအပ်တဲ့ချက်တွေအများကြီးရှိပါတယ်။ကျွန်တော်တို့တောင်သူသမားလေတော်ကနေတဲ့ဓာမျိုးဩဇာလိုအပ်ချက်တွေအဲဒီဓာမျိုးဩဇာလိုအပ်ချက်အတွက်ဆိုလဲကျွန်တော်တို့အနေနဲ့ဖြည့်ဆည်းပေးနိုင်အောင်ဆောင်ရွက်လျက်ရှိတယ်။စာချုပ်တွေချုပ်ခဲ့တာရှိတယ်။ဒါပြင်ဓာမျိုးဩဇာနဲ့ပတ်သက်ပြီးလိုအပ်ချက်အတွက်ဆိုရင်မြန်မာနိုင်ငံမှာပဲစက်ယုံတွေတည်ဖို့ဖိတ်ခေါ်ခဲ့တာရှိတယ်။ဒါပြင်တရုတ်နိုင်ငံနဲ့လည်းကျွန်တော်တို့ဒါဓာမျိုးဩဇာစက်ယုံတွေတည်နိုင်ဖို့အတွက်ကျွန်တော်တို့ဆောင်ရွက်နေတာပဲရှိပါတယ်။ဒါပြင်ကျွန်တော်တို့အနေနဲ့ဒါမြန်မာနိုင်ငံမှာဒါအဓိကရေးပါတဲ့ ဒါစီပွားရေးဆောင်မရင်းနဲ့စိတ်ကန်းကြီး၃ခုရှိတယ်။ကြောက်ဖြူတီလဝါအဲကျွန်တော်တို့ဒီတဝဲတဝဲရင်းနဲ့စိတ်ကန်းဒီရက်ဆိုင်နေရာကြာပြီ။ဒီတဝဲရင်းနဲ့စိတ်ကန်းကိုလည်းကျွန်တော်တို့ကရုရှားနဲ့ဆောင်ရွက်နိုင်ဖို့ MOU လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။တိုးတော့ရုရှားနဲ့ဆောင်ရွက်နိုင်ဖို့ဆိုတာသူကအဓိကထားပြီးဆောင်ရွက်မှာပဲဖြစ်တယ်။တိုးတော့ဘယ်နိုင်ငံမဆိုလဲဒီနေရာမှာပါဝင်လို့ရတယ်ကျွန်တော်တို့ထိတ်ခေါ်နိုင်တယ်ထိတ်ခေါ်လို့လည်းရတယ်။အဲလှုပ်ဆောင်တဲ့လူတွေလည်းလှုပ်ဆောင်လို့ရတယ်လို့ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကလူမှုရေးပေါ့လူမှုရေးကဏ္ဍမှာအဓိကတော့ပညာရေးကျန်းမာရေးပေါ့မြင်မှားကြတယ်ပညာရေးကျန်းမာရေးဒီမြင်မှားကြဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ပညာရေးကျန်းမာရေးနဲ့ပတ်သက်ပြီးဆောင်ရွက်နိုင်ဖို့လဲကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဒီခီးစဉ်တစ်ခုလုံးကိုအနည်းချုပ်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နောက်ကြည်သူတွေမျှော်ပန်းနေတဲ့ကျွန်တော်ရှောက်လမ်းမဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ပြန်သွားနိုင်ဖို့ပြန်လုပ်နိုင်ဖို့ပြန်ဆောင်ရွက်နိုင်ဖို့ပြန်ပြီးအောင်မြင်နိုင်ဖို့ တိုင်းပြည်တစ်ပြည်လုံးပို့ပြီးဖွင့်ပြိုးတိုးတက်လာနိုင်ဖို့အတွက်ဒါအလားအလာကောင်းတွေကိုစောင့်ကြည့်နိုင်ခဲ့တဲ့ဟာခီးစဉ်ဖြစ်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်